တော်ဗျာကဟောတယ်ပတိရူပေဝတိဒေတိမင်းကြီးဘွားတွေ့တဲ့ချင်လို့ရှိရင်ကိုနဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ်တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်ဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိတိတမ္ပနော ကိုကိုပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပြီးပုံညကတော်နရောအတိတ်ဘဝလည်းကုသိုလ်ကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလက်ပတ်သွားပြီဆိုလို့ရှိရင်တဏံဒိညာယတောဂိတ်တိသူခင်စေတံဒေဝတတိအောင်မြင်ကြည်ပွားမှုတွေအကုန်လုံးဒီစီဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအားလုံးသူ့စီကိုရောက်လာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာเนาะအောင်မြင်ကြီးပွား14ပါးဆိုတာဒီလိုဆိုလိုတယ်ပေါ့အဲ့ဒါကုသနာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးအပြင်အကြောင်းကတော့ရှားရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အတ္တသမပဋိဒိဟာအရေးကြီးဆုံးပဲကိုယ်ကို မြင့်တင်ပေးဖို့လိုအပ်တယ်။တတ္ထာတရားမရှိသေးဘူးဆိုရင်တရားတရားရှိလောင်သီလမရှိသေးဘူးဆိုသီလရှိရမယ်။သာကတုတမရှိသေးဘူးဆိုရင်တုတရှိအောင်ကြိုးစား။သာကမရှိသေးဘူးဆိုရင်သာကရှိအောင်ကြိုးစား။ပညာမရှိသေးဘူးဆိုပညာ။ဆိုလိုတာကပညာလောကီနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာတွေမရရအောင်ကြိုးစားအထောက်အပံ့လုံလဝိရိယဆက်ရမယ်။ပညာတွေသင်ရမယ်။ စီပါဥစ္စာဒုတက်ကြောင့်ဖြစ်တဲ့ပညာတွေကိုသင်ကြားစီဘူးအထုတ်တာအတ္တတမပဏိတိပဲဖြစ်တယ်နော်အဲ့ဒီအတ္တတမပဏိတိဖြစ်မှအောင်မြင်ကြည့်ပါလူလောကမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဂုံတုပွဲတုတွေရလို့စီစဉ်ဥစ္စာတွေဒုတက်နေတဲ့ပုဂ္ဂိုလ်တွေဟာအတ္တတမပဏိတိလို့ဆိုတဲ့ဒီအချက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုသူရဲ့အခြေခံကြတာတော့အတိတ်ဘဝတော့ကသူကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အတွက်ကြောင့် လူစင်မီတဲ့ပုံပုဖြစ်လာခဲ့တယ်ပေါ့အဲ့ဒါကတော့အရေးကြီးဆုံးသို့တော့လူစင်မီုံနဲ့ဖြစ်သလားဆိုမရှိဘူးမဖြစ်ဘူးအဓိကပါတော့အတ္တသမပနိအေးတချို့ညာလဲကောင်းတယ်လူကလည်းပဲကြမ်းမာတယ်ဒါပေမဲ့ပြင့်နေမကြိုးစားဘူးနော်ချိန်ကြရလက်ဖေးဆိုင်ထိုင်နေချိန်ဖြုံးနေစီးပွားရှာမှာပြင်းနေအလုံးလုံးအောင်မှာပြင်းနေဘဲတော့မှမကြည့်ပါဘူးလေ ကြည်ပွားတုတ်တက်မှုဆိုတာမရနိုင်အချိန်ရှိသမျှမျက်စိဖွင့်နားဆွင့်ပြီးတော့ပညာလဲရှားတဲ့အလုပ်လဲကြိုးစားတဲ့ဆိုတဲ့ပုံကိုယ်တွေထိတ်တန်းကိုရောက်လာစာရီမြန်မြန်ဖတ်တယ်ပညာရီမြန်မြန်ရအောင် စီးပွားထုတ်တယ်ဆိုအဲ့ဓာတွေအားလုံးဟာအတ္တတမပဏိတိတွေကြီးပဲဒီထဲမှာ အတ္တတမပဏိတိရှိပြီဆိုရင်ဉာဏ်နဲ့အရာတွေကတည်ငြိမ်မှုရှိတယ်အတ္တတမပဏိတိကတော့အမြဲတမ်းလှုပ်ရှားနေရမယ့်အရာပဲဖြစ်တယ် သူလှုပ်ရှားမှကျန်တာတွေကအသက်ဝင်မှာအတ္တသမပဏိတိမလှုပ်ရှားလို့ရှင်ဘလောက်ပဲတင့်တော်တဲ့နေရာနေနေငပြင်းဟာငပြင်းပဲနော်ဘယ်လိုပဲလူတော်လူကောင်းတွေပေါင်းပြီးဘလောက်ပဲဆုံးမဆုံးမငပြင်းဟာငပြင်းပဲအတ္တသမပဏိတိမရှိရင်တော့ခြေပွားတုတ်တဲ့မှုမရှိနိုင်ဘူးသူဟာအချက်ပဲအခရာပဲ